NCA ကိုလူတဦးတယောက်တဖွဲ့ကပျက်စီးသွားပါပြီလို့ပြောလို့တရားမဝင်ဘူး NCA ကိုပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ပုံကိုယ်တွေအများကြီးရှိသေးတယ်အသေးသက်တွေလည်းရှိတယ်နိုင်ငံတကာကအသေးသက်တွေလည်းရှိတယ်ပြည်တွင်းအသေးသက်တွေလည်းရှိတယ်နောက်ပြီးလို့ရှိရင် NCA ကိုလက်မှတ်ရေးထိုးခဲ့ကြတာအစိုးရလွှတ်တော်တက်မတော်နဲ့တိုင်းရင်းသားလက်နက်ကင်တော်လှန်ရေးအဖွဲ့အစည်းများဖြစ်တယ်အဲဆိုတော့တဖွဲ့တစုပုံကိုယ်တွေကနေပြီးတော့မှ NCA ပြည့်စည်သွားပါပြီလို့ပြောတာတရားမဝင်ဘူး SCA ကိုလက်မှတ်ရေးထိုးခဲ့တဲ့ကျမတို့တွေကအသက်ရှိထင်ရှားရှိနေသေးတယ်။ကျမတို့တွေကပျက်စီးသွားပါပြီလို့ခုထင်းနဲ့မပြောနောင်နဲ့ပြောမှာမဟုတ်ဘူးအရင်နဲ့မပြောခဲ့ဘူး။အဲ့ဒါကြောင့်မို့လို့ SCA ပျက်စီးသွားပြီလို့ပြောတာလုံးဝမမှန်ကန်ဘူးဖြစ်လည်းမဖြစ်နိုင်ဘူးပျက်စီးသွားမှလည်းမဟုတ်ဘူး။အဲ့ဒါပဲပြောရှင်ပါတယ်။ပြဿနာရှိလာပြီဆိုလို့ရှိရင်လူသဘာဝအရာကတစ်ဖက်ကိုတစ်ဖက်ဆွဆွေးလေးရှိကြပါတယ်။အဲ့လိုဆွဆွေးတိုင်း ဟိုတစ်ဖက်ကလည်းတစ်ဖက်ကိုဆွတ်ဆင်းနေမယ်တစ်ဖက်ကလည်းတစ်ဖက်ကိုဆွတ်ဆင်းနေမယ်ဆိုတာဟိုငင်းချမ်းရေးအတွက်တကယ်တမ်းအလုံးမဖြစ်ပါဘူး NCA ပေါ်ပါလာရခြင်းအကြောင်းရင်းသည်တိုင်းပြည်မှာဖြစ်ပေါ်နေတဲ့စစ်ရေးပဋိပက္ခကိုနိုင်ငံရေးနည်းနဲ့ဖြည့်ရှင်းဖို့နောက်တစ်ခုကဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအရှေခံတဲ့ပြည်ထောင်စုကိုတည်ဆောက်ဖို့ကျမတို့တိုင်းပြည်ကပြည်ထောင်စုလို့သာပြောတယ်ပြည်ထောင်စုအစ်စ်မဟုတ်သေးဘူးပြည်ထောင်စုစစ်စစ်ကိုမရနိုင်သေးဘူးပေါ့ ပြည်ထောင်စုအတွက်လိုအပ်ချက်တွေအများကြီးရှိနေသေးတယ်ပြည်ထောင်စုအတွက်ကျမတို့ဆွေးနွေးနေရခြင်းဒီကိုနှိုက်ကပြည်ထောင်စုစစ်စစ်မဖြစ်သေးဘူးဆိုလို့ရှိရင်ကျမတို့ရှေ့ကိုသွားဖို့ရာအတွက်လည်းပဲ SCA ဟာအခရာကြပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင် SCA မှာအချက်ပေါင်းများစွာပါဝင်တယ်။အပြည့်အခက်ရစီရင်တဲ့ပတ်သက်တာလူသားချင်းစာနာမှုကိစ္စတွေနဲ့ပတ်သက်တာပြီးလို့ရှိရင်ဂျာကာလမှာ ်ပြည်သူတွေတက်ဘလို့ဆောင်ရွက်မှလဲဆိုတဲ့စဉ်းစားချက်တွေကအစ NCM အချက်လက်ပေါင်းများစွာပါဝင်တယ်အဲ့ဒါတွေဟာဆိုလို့ရှိရင်ကျမတို့ကတိုင်းရင်းသားလက်နက်ကင်တော်လှန်ရေးအဖွဲ့အစည်းတွေတက်တက်တက်ရေးဆွဲထားတာမဟုတ်ဘူးအတိတ်ကပြည်သူတွေကိုမျက်နှာမူပြီးတော့မှကျမတို့ကရေးဆွဲခဲ့တာဖြစ်တယ်ကျမကိုယ်တိုင်ပါဝင်ပြီးတော့ရေးဆွဲခဲ့တာနှစ်နှစ်နီးပါးကျမတို့ရေးဆွဲခဲ့ရတာဖြစ်ပါတယ်လို့ကျမတို့ဟာ NCA နဲ့မှရေးထိုးပြီးတည်နဲ့တပြိုင်နက်24နာရီအတွင်းမှာတိုက်ပွဲတွေအလုံးကြီးသွားတယ် ဒါဟာ NCA ရဲ့အကျိုးရလဒ်ပဲ24နှစ်ရည်အတွင်းမှာကျမတို့အားလုံးကိုစီးရဲကိုညင်းအောင်ကျမတို့ဟာဆောင်ရွက်နိုင်ခဲ့ကြတယ်စီးရဲဆောင်ရွက်ပြီးပြီဆိုလို့ရှိရင် NCA လက်မှတ်ရေးထိုးထားတဲ့ပုံကိုယ်တွေကပြည်သူအတွက်အလုံးလုံးပိုင်ခွင့်ရှိရမယ်ကျမတို့အစိုးရ10 20ကုန်သွားတယ်ကျမတို့ပြည်သူအတွက်အလုံးလုံးပိုင်ခွင့်နဲ့မရခဲ့ဘူးကျမတို့အလုပ်တစ်ခုခု လုပ်မယ်ဆိုလို့ရှိရင်အဟန့်တားတွေများတယ်ကိုတို့ကို၌ကကျမတို့ဆိုစစ်ပြင်မြို့ပေါ်မှာအခြေစိုက်တယ်ကြောက်တော်မှာအခြေစိုက်တယ် ကိုတို့ကိုနှိုက်ကဝင်းမဝဘူးအဲ့လိုဝင်းမဝတဲ့အနေအထားတဲ့ဖြစ်လာခဲ့သည်ရှိတော့ပြည်သူအတွက်ဘာလို့ဘလို့လို့လို့ကျွန်မတို့ကအလုတ်လုတ်တွင်းနိုင်မှာလဲအဲ့ဒါကြောင့်မို့လို့ဂျာကာလာစီမံခန့်ခွဲရေးကာလမှာဆိုလို့ရှိရင်ပြည်သူတွေအတွက်အလုတ်လုတ်ပိုင်ခွင့်တွေကို NCA လက်မှတ်ရေးထိုးထားတဲ့ပုံစံတွေကိုပြဖို့လိုတယ်ပြီးလို့ရှိရင်ကျွန်မတို့ EAO မှာပေါ့အခုဆိုလို့ရှိရင်ခုနှစ်ဖွဲ့ရှိတယ်အရင်ကဆိုရင်၁၀ဖွဲ့ရှိတယ်တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဟိုတဦးနဲ့တဦးကတော့တွားရလမ်းကြောင်းတခြားမှာအလုံးဟာတခရာရှင်းတူမှာတော့မဟုတ်ဘူးဒါပေမဲ့ဥတီရှက်ကတော့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအရှိခံတဲ့ပြည်ထောင်စုကိုတည်ဆောက်လို့ကြတယ်ရှင်းရှင်းပြောမယ်ဆိုလို့ရှိရင်ပြည်ထောင်စုသမတမြန်မာနိုင်ငံတို့အစ်စ်တစ်ခုကိုကျမတို့ကလိုရှင်ကြတယ်အဲ့လိုလိုရှင်တဲ့အတွက်ကြောင့်ကျမတို့ကဒီလို NCA ကိုအရှိခံပြီးတော့ရှေ့ကိုဆက်လက်ပြီးတော့ရှီတက်ရမယ်နီလန်းတွေမှာကြားလို့ရှိရင်လည်း NCA ရဲ့အနှစ်သာရ NCA ရဲ့အနှစ်သာရအများကြီးရှိတယ်အဲ့အနှစ်သာရတွေကိုအရှိခံပြီးတော့မှကျမတို့ရှေ့ကိုစီတက်ဖို့အတွက်ကျမတို့တိုက်တွန်းဦးမယ်ရှေ့ကိုကျမတို့အများကြီးစကားပြောအောင်မယ်လို့ကျမရည်ရွယ်ထားပါတယ်